ဩစတြေးလျရဲ့အတန်တူပြင်လိုင်ရာဘတ်လူကြီးမင်းတို့ပတ်ဝန်းကျင်မှာအတန်တူပုံတူပြုတ်လုတဲ့သူတွေကော်ပီကူးတဲ့သူတွေအများကြီးတွေ့မှုမှာပါဒါပေမဲ့အခုကျွန်တော်ပြမယ့်တိရစ္ဆာန်တော့ဘယ်သူမှကော်ပီကူးနိုင်မှာမဟုတ်ပါဘူးသူကတော့ဩစတြေးလျရဲ့အတန်တူပြင်ဒေါ်ရီက DJ Superb Lyra ငှက်ပဲဖြစ်ပါလိမ့်သူကြောင့်ကြလိုက်ရင်လူကြီးမင်းတို့အန်အောမင်သက်သွားစေမယ့်အချက်တွေကိုကျွန်တော်တခုချင်းပြောပြပါမယ်ဒီငယ်ရဲ့အကြီးကျယ်ဆုံးနဲ့အထူးခြားဆုံးစွမ်းရည်ကတော့သူကြားသမျှအတန်မှန်သမျှကိုတပုံစံနဲ့တစ်ထပ်သေးပြန်လိုက်တူပါနိုင်တာပါပဲ ဒီနေရာမှာတခြားငတ်တွေအတန်လောက်ပဲတူပါနေတာကိုပြောနေတာမဟုတ်ပါဘူး။ဩစတြေးလျဒေါ်ရီကနာမည်ကြီးကူကာဘူရာငှက်ရဲ့အီတန်လား၊တိုင်းငှက်အော်တန်လား၊ကျက်တူရီအော်တန်လား။သူကအားလုံးရဲ့အတန်ကိုသူ့အတန်အဖြစ်အလွယ်တကူပြောင်းလဲပြနိုင်ပါရီ။ဒါရီမဲလာဆိုတော့မဟုတ်သေးပါဘူး။သူကလူတွေလှုပ်တဲ့အတန်တွေကိုပါလိုက်တူနိုင်ပါရီ။ဥပမာလူတွေဒေါ်ရီမှာဓာတ်ပုံရိုက်တဲ့ကင်မရာရှတ်တာတန်၊ချက်ကလစ်ချက်ကလစ်ဆိုတဲ့အတန်၊ကားလမ်းမြည်တန်ကားဟုံးတယ်။နောက်ပြီးအစိုးဆုံးကတော့လူတွေတစ်ဖြတ်လွှာစံကြီးတွေကိုပါတပုံစံနဲ့လိုက်အော်နိုင်တာပါ။ လူချင်းမင်းတို့စဉ်းစားကြည့်ပါဒေါ်နဲ့ကြည့်ရမှလူတယောက်မှမရှိပဲလွှားဆက်တန်ကြီးကြဲကြဲလောင်လောင်ကြားနေရတဲ့ဆိုရင်အသိငယ်တဲ့သူတွေဆိုရင်တေးဖို့ပဲရှိပါသေးတယ်တကယ်တော့ဒါကအဲ့ဒီကောင်လေးတွေသူ့အမကိုကြိုက်အောင်လို့လိုက်လံပူပန်နေတာပါပဲလူချင်းမင်းတို့ crash ကိုပန်းနေပါရီပေးတယ်လို့ပါသူကတော့လွှားဆက်တန်ကင်မရာတန်ဒီနဲ့အမကိုပူပန်တာဖြစ်ပါသေးတယ်သူကဘာကြောင့် Lara Bell လို့ခေါ်ရတာလဲဆိုရင်သူ့အမီးကြောင့်ပါ ငါအထီးရဲ့အမိဟာအရန်ကိုလှပခံလာပြီးရေခေကဂရီလူမျိုးတွေတီးတဲ့လိုင်ရာဆိုတဲ့စောင်းတမျိုးနဲ့ပုံစံတူလို့ပါပဲဒီအမိမှာအဓိကအမွေးတောင်ကြီးနှစ်ခုကဘောင်းပုံတရန်အပြင်ဘက်ကိုကွေးထွက်နေပြီးအလေမာရောနူးညံ့တဲ့ငွေရောင်အမွေးနူလေးတွေနဲ့ပြေးနေတာပါပဲပုံမှန်ချိန်မှာတော့ဒီအမိကိုသူကမြေကြီးပေါ်မှာတရွတ်တိုက်ပြီးသွာလာနေတာပါဒါပေမဲ့ဒီအမိကြီးရဲ့အတုံးဝင်ပုံကနောက်တစ်ချက်မှလာပါပြီမေးလိုက်ရသည်ရောက်ပြီဆိုတာနဲ့ငှက်အထီးကသူ့ရဲ့စတိတ်စင်အတွက်မြေနေရာရှင်းရှင်းကိုသူ့ခြေထောက်တွေနဲ့တည်တည်ချာချာရှင်းလင်းပြင်ဆင်သွားပြီး ပြည်တာနဲ့ငှက်အမတွေမြင်အောင်ကြအောင်အဲ့ဒီမြေကမှုပေါ်တက်ပြီးဖျော်ပြပွဲစပါတော့ဒီဖျော်ပြပွဲကနှစ်ပိုင်းပါပါဒီပထမအပိုင်းကအကပါသူကသူ့ရဲ့ခန်းနာရဲ့အမိကြီးကိုခေါင်းမပါနေကြော်ပြီးမျက်နှာရှိကိုဝေဝေးစားစားဖြန့်ချလိုက်ပါဒီဒါကငွေရောင်ကလကတခုလိုဖြစ်သွားပြီးသူတကူလုံးကိုဖုံးလွှမ်းသွားပါဒီဒုတိယပိုင်းကတော့အတန်းပါအဲ့လိုမျိုးအမိကြီးဖြန့်ကားထားရင်သူမှထားသမျှအတန်းဆုံးငှက်တန်းကားတန်းလွှတ်ဆက်တန်းကင်မရာတန်းအကုန်လုံးကိုပေါင်းစပ်ပြီး DJ ဖွင့်တယ်လို့တခြင်းတစ်ပုတ်ကိုဖန်ပြီးသူဆိုပါတော့ဒီ အတန်နဲ့တူတူသူ့ကိုသူပါလှုပ်ရမ်းကားခုံပြပါသည်တဲ့ဒါဟာသဘာဝတရားရဲ့အရှုပ်ထွေးဆုံးနဲ့အလားအပါဆုံးမိလိုက်ဖျော်ပြမှုတွေကတစ်ခုပါပဲဒီလောက်ခန်းခန်းနာနာပူပန်ပြီးဖျော်ပြပွဲတွေပြီးသွားလို့ငှက်မကသဘောတူလိုက်ပြီးဆိုရာနဲ့ငှက်ထီးရဲ့တာဝန်ပြီးဆုံးသွားပါပြီဟုတ်ပါရဲ့သူလုံးဝတာဝန်မယူတော့ပါဘူးအတိုက်ဆောက်တာဥဥရာဥကိုရပ်ပေါင်းများစွာဝစ်တာသားပေါက်လေးတွေထွက်လာရင်အစာရှာကျွေးတာဒီလို့ဒီအလုံးကိုငှက်အမတကောင်နေပဲဒိုင်ခံလို့ရပါပြီ ်ငံအထီးကတော့နောက်ထပ်တနေရာမှာနောက်ထပ် stage စင်အသစ်တစ်ခုကိုပြင်ဆင်ပြီးသူ့ရဲ့ DJ သချင်းတစ်တွေနဲ့တခြားငံအမလေးတွေကိုဆက်ပြီးတော့ live ပို့နေအောင်မှာပါအတန်ကောင်းရုပ်ချောပြီးအရေးချင်းရှိပေမဲ့ parking ကောင်းတယောက်ရဲ့တာဝန်တော့လုံးဝမကျေပြွန်ပါဘူးဒီတစ်ချက်ကတော့လူကြီးမင်းတို့အတူယူလို့မရတဲ့အချက်ပဲဖြစ်ပါလိမ့်ဒါကြောင့်မလို့လူကြီးမင်းသာတနေ့နေ့မှာဩစတြေးလျဒေါ်ရီလူသူမရှိဘဲနဲ့ကင်မရာရှတ်တာတန်းကြီးလွှားဆက်တန်းကြီးကြားနေရပြီဆိုရင်လမ်းမသွားလိုက်ပါနဲ့အဲ့ဒါတခြားသူမဟုတ်ပါဘူး သူရဲ့အထီးကျက်နေတဲ့ဘဝအတွက်တယောက်ယောက်ကိုအသေးအတန်ပူပန်နေတဲ့ဒီ support layer ငှက်တည်းရဲ့ဖြောပြေးပွဲတမ်းပဲဖြစ်ပါရယ်ခင်ဗျာ။